ဆိုတော့ကျွန်တော်ပြည်သူတွေမှာလေတော့ဆရာမီမရှိပြီးဆရာမီမရှိ ဖြစ်နေတယ်ဟိုကောင်းကင်ကနေလဲဘုံချက်ခါရတယ်မိပြမှာလဲကျွန်တော်ဟိုလက်နဲ့တက်ဖြတ်ခါရတယ်မိแท้ကိုကျွန်တော်မိမိแท้ကို ရှူပြီးတော့မှမိแท้ကိုဝင်ပုံးမယ်ဆိုရင်တော့မှငါလင်ငါရှိပြိုင်ညောနောက်ကျွန်တော်ပြီးဆရာမီကိုမရှိဘူးရည်ကြီးတာနဲ့ငါလင်နဲ့ကျွန်တော် ဟိုကောင်းကင်ဘင်းကျွန်တော်မြေပေါ်မြေအောက်ကျွန်တော်ကိုအားလုံးကကျွန်တော်မှာဒုက္ခအတိနဲ့ဒုက္ခအတိပေးနေတဲ့မြန်မာပြည်ကြီးဖြစ်တဲ့ဒီချိန်မှာလေဆိုတော့ကျွန်တော်တွေဟိုပီတူကပီတူပဲရှိတယ်ဆိုတော့စကလုံးလို့ပေါ့နော်ကျွန်တော်တွေအဝေးရောက်နိုင်ငံတကာမှာရောက်နေတဲ့မြန်မာပြည်ပွားပီပီတူပီတာတိုင်းတအားလုံးကနေပြောမှဒီချိန်မှာဟို ်တနိုင်တဲ့ဖက်ကတနိုင်တဲ့လောက်ကိုကျွန်တော်ကူညီဖို့လိုပါတယ်အဝေးရောက်မြန်မာပြည်မြန်မာပြည်ဝါပေါ့လေတိုင်းတားရီအားလုံးစုပေါင်းပြီးတော့မှကျွန်တော်တို့ချက်ချင်းပဲအမီတင်ထိုင်ကြပါတယ်ကျွန်တော်ဘယ်လိုကူညီနိုင်မလဲပေါ့လေ ုဝင်တန်းတွေအကုန်လုံးကဝင်တန်းအစည်းပိုင်းတွေကအဲ့မှာအထက်ဝင်ပြီးဆိုလို့ရှိရင်မဝင်တဲ့အလေများတယ်ပဲပြောသူတို့ကိုယ်လိုက်ရလဲဘာမှမလုပ်သေးဘူးကျမတို့ကအနောက်မှာတစ်ပတ်လောက်ရှိပြီးထိုင်နေတာမနေ့မိုးလေးနဲ့အဲ့နောက်ဒီ fundraising ကိုဘယ်ပုံစံနဲ့လုပ်မလဲဆိုတဲ့ဥစ္စာကျွန်တော်ဆွေးနွေးတဲ့အခါမှာပေါ့လေကျွန်တော်ကနှမျိုးလို့လို့လို့ရတယ်ပေါ့ကျွန်တော် အခုအလှူငွေတွေလောက်ဟို church တွေ community တွေမှာ like like ကောက်ခံတဲ့ ဟာမျိုးကျွန်တော်တို့လုပ်လို့ရတယ်။နောက် online ကနေကျွန်တော်တခါတည်းကောက်ခံတဲ့ဟာမျိုးကျွန်တော်လုပ်လို့ရတယ်ဆိုတဲ့ဥစ္စာပေါ့နော်။ဆိုတော့နောက်ဆုံးမှာကျွန်တော်ဟိုစီဝေဘရမပြောဆိုကြတဲ့ခါမှာကျွန်တော်အချိန်ကအရင်ကြီးကြည့်ပါတယ်။ကျွန်တော်မြန်မာပြည်မှာတောက်လျှောက်ဒုက္ခရောက်နေတဲ့အခုဆိုလို့ရှိရင်အရင်ကိုလိုအပ်နေတဲ့ချိန်မှာကျွန်တော်တို့ဟိုပတ်စံတွေတော့ကောက်ကောက်မယ်လိုက်ကောက်မယ်ဆိုရင်ကျွန်တော်အချိန်မီမှာမဟုတ်ဘူးကျွန်တော်အတိတ် မကဲဘူးတတချောင်းကဲဘူးဆိုတာအင်မတန်မှအချိန်နဲ့ဟောလဲလူကဲနေရတဲ့ဟာမျိုးဖြစ်နေတော့ကျွန်တော်ကဘာဖြစ်ဖြစ် online နဲ့ရတဲ့လောက်ကိုကျွန်တော်တို့အချိန်တူတူအတွင်းမှာလှုပ်ဆောင်လိုက်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါ ျွန်တော်မင်းညတညတဲပဲကျွန်တော်တို့ American dollar နဲ့ဆိုရင်2000 3000ကျော်ရပါပြီအမြန်မာငွေနဲ့တက်တယ်ဆိုလို့ရှင်3000ကျော်ပေါ့နော်3000ကျော်ရပါပြီဆိုတော့နောက်ကျွန်တော်တို့စနေနေ့ဆက်လုပ်မယ်ဆိုလို့ရှင်ဘယ်တော့ထပ်ရအောင်မလဲဆိုတာရှင်းအောင်ပါပေါ့လောလောဆယ်တော့3000ကျော်ရပါပြီဘယ်ကိုစစ်စစ်မယ်ဆိုတော့ဆိုတော့ကျွန်တော်စပစ်ဆွေးနွေးသွားမယ်အများအဖြစ်တော့ကျွန်တော်မန္တလေးတဝက်ပေါ့နော်မန္တလေးတဝက်မှာ ကျွန်တော်ဒီမလေးအသားတွေဖွဲ့ထားတဲ့အဖွဲ့အစည်းတစ်ခုရှိပါတယ်အဲ့ဒီအဖွဲ့အစည်းကနေလဲကျွန်တော်စစ်ဆင်ဖို့ရှိပါတယ်နောက်ပြီးတော့မှကျွန်တော်ဒီ NUG ရဲ့လူကျဲဌာနနေပြီးတော့မှတဆင့်အတော်ရဥစားပေါ့နော်အဲအဲ့ဟာလဲကျွန်တော်အစီအစဉ်ဖို့ရှိပါတယ်လက်လမ်းမမီတဲ့နေရာတွေကိုလည်းကျွန်တော်လိုက်ရှာနေပါတယ်အဲ့နေရာတွေကိုဟိုစစ်စစ်နိုင်ဖို့ရလဲကျွန်တော်စူးစမ်းနေပါတယ်ဟုတ်ကဲ့ပါ